ခြေတို့ဖြောင့်မတ်တည်ကြည်မှုနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုဆက်ပြီးတော့လေ့လာကြရအောင်။ရှင်မာရထသာရဆုံးမခန်းရဲ့ကောက်နှုတ်ချက်ကလေးကိုဖတ်ပြမယ်နော်။မမွေမနောက်မကောက်မကြစ်မလိန်လစ်ပဲမစင်းလဲနှင့်စိတ်แท้ဖြောင့်စီသူကျင့်ကိုလည်းတိတတ်စီ ဟုတ်သောအကျံမှန်သောအကျင့်တင့်သောအယူဖြူသောနှလုံးသူတော်ထုံးကိုစွဲသုံးတော်ထွေမှန်လှစေတဲ့မမွေမနှောက်မကောက်မကြစ်မလိန်လစ်ပဲမစင်းလဲနှင့်စိတ်แท้ဖြောင့်စေသူကျင့်ကိုလည်းသိပါစေတဲ့အဲဒါလေးရဲ့ ဆိုလိုရဲ့အထိပ္ပယ်ကတော့နော်သူတပားဒုက္ခရောက်အောင်မမွေမနှောက်ပါဘူးစိတ်ဓာတ်ကောက်ကျစ်ခြင်းလည်းမရှိပါဘူးမလိမ်ညာပါဘူးမစင်းလဲပါဘူးနော်လိမ်လဲကောက်ကျစ်ခြင်းမရှိပါဘူးရဲ့နော်စိတ်ထဲမှာဖြောင့်ပြောင့်မှန်မှန်ပဲရှိပါစေဤကဲ့သို့သူတပားရဲ့အကျင့်ကိုလည်းတည်တတ်ပါစေလို့ဆိုလိုတာဖြစ်ပါတယ်ဟုတ်သောအကျံမှန်သောအကျင့်တင့်သောအယူဖြူသောနှလုံးသူတော်ထုံးကိုဆွဲသုံးသောထွေမှန်ပါမှန်လှစေတဲ့ ဒါလေးရဲ့ဆိုလိုရဲ့ဆိုလိုရင်းကတော့ဟုတ်သောအကြံအစီမှန်ကန်သောအကျဉ်းစရိုက်တင့်တင့်သောအယူနဲ့စိတ်နှလုံးဖြူစင်သော သူတော်သူမြတ်တို့ရဲ့ထုံးစံကိုဆွဲယူကျင့်သုံးကမှန်ကန်ပါစေလို့ဆိုလိုတာဖြစ်ပါတယ်။ကဲကျဲလို့ဆက်ပြီးတော့စာမျက်နှာ15မှာရှိတဲ့တာဝန်ထမ်းရာဖြောက်မှတ်ပါခေါင်းစရာကဇာတ်လေးကိုကြည့်လိုက်ကြရအောင်နော်။ အောက်ပါစရားကိုအသုံးပြု၍တင့်အတန်းတွင်းရှိအများပိုင်းပစ္စည်းအသုံးပြုမှုအခြေအနေကို လေ့လာသုံးသပ်၍အတန်းတို့တင်ပြပါတဲ့ကဲအသင်းအမည်အဖွဲ့ဝင်များဒါတော့သမီးတို့ကြောင်းပါဆိုလို့ရှိရင်အသင်းနာမည်လေးနဲ့အဖွဲ့ဝင်နာမည်လေးတွေနဲ့အဖွဲ့ဝင်လေးတွေနဲ့ဒီစရားလေးကိုဆွေးနွေးကြည့်လို့ရတယ်အခုတော့ဒီစရားလေးကိုတစ်ချက်နဲ့အတူတူလုပ်လုပ်ကြည့်လိုက်ကြရအောင်နော်ကဲ1ယခုလက်ရှိစာသင်ခန်းအတွင်းရှိအများပိုင်းပစ္စည်းများကို ဖော်ထုတ်ပေးပါတဲ့ရင်းတို့နဲ့ ကျောင်းသူကျောင်းသားများစောင့်ရှောက်ပေးနိုင်သောအများပိုင်းပစ္စည်းများကိုဖော်ပြပါကဲစာသင်ခန်းတွေမှာအများပိုင်းပစ္စည်းတွေဘာတွေရှိလဲဆိုစာရေးစပွဲတွေရှိတယ်ထိုင်ခုံတွေသင်ဘုံတွေဖြစ်မယ်သင်ဘုံဖြတ်တွေရှိမယ်အနာရီတွေအမှိုက်ဘုံတွေစသဖြင့်ရှိမှာပေါ့နှစ်ထိုပစ္စည်းများကိုအသုံးပြုနည်းမှန်ကန်စေရန်နှစ်ထိမ့်သိမ်းရန်ပြုလုပ်ရမည့်အဓိကအချက်များကိုဖော်ပြပါ အဲဒီပစ္စည်းတွေကိုမိမိပိုင်ပစ္စည်းကဲဆိုသဘောထားရမယ်ရိုရိုသေးသေးကင်တွယ်ရမယ်စနစ်တကျအသုံးပြုရပါမယ်။သုံးចောင်းသားចောင်းသူများသည်တာဝန်ထမ်းဆောင်ရတဲ့အခက်အခဲနှင့်ကြုံတွေ့ရသည့်အခါမြည်စို့ကြော်လွှားမိနည်းအဲចောင်းသားចောင်းသူတွေကတာဝန်ထမ်းဆောင်တဲ့အခါမှာအခက်အခဲတွေနဲ့ကြုံတွေ့တဲ့အခါမှာညီညီညွတ်ညွတ်နဲ့စုပေါင်းဖြည့်ရှင်းပြီးတော့ဒီအခက်အခဲတွေကိုကြော်လွှားကြပါမယ်။ဒီကအခုဖြောက်မှတ်တည်ကြည်မှုနဲ့ပတ်သက်တဲ့ပုံပြင်လေးတစ်ပုဒ်ကိုပြောပြပေးမယ်နော် ဖြောက်မတ်တည်ကြည်မှုဟာလူတွေရဲ့ဂုဏ်တရားဖြစ်ပါတယ်နော်ကိုမူရာယဉ်ကျေးတိမ်မွေ့ခြင်းနှုတ်ထွက်စကားချိုတာခြင်းစိတ်နှလုံးသားဖြူစင်ခြင်းစတဲ့အကျင့်စရိတ်ကောင်းတွေရှိရပါမယ်ဖြောက်မတ်တည်ကြည်မှုနဲ့ပတ်သက်ပြီးတော့ရွဲကုန်တယ်ဖျားလောင်းရွဲကုန်တယ်ဇက်အကြောင်းလေးကိုပြောပြပေးမှာဖြစ်ပါတယ်ရွဲလိုခြင်းနဲ့မြေးမာလေးကိုအဖွားကရွဲဝယ်ပေးရင်အတပြားမရှိတဲ့အတွက်ခွက်ဟောင်းကြီးတစ်ခုနဲ့လဲလှယ်ပေးဖို့အတွက်ရွဲ ုံတွေကိုပြကြည့်တဲ့အခါမှာရိုးသားတဲ့ရွဲကုံတွေဟာဒီခွက်ကိုစစ်ဆေးကြည့်ပြီးတိုက်တဲ့အခါမှာအဖိုးတသိန်းထက်တန်နဲ့ရွှေကွက်ဖြစ်နေကြောင်းကို ရိုးသားဖြောင့်မတ်စွာပြောပြပါတယ်။သူ့မှာဒီခွက်နဲ့ထိုက်တန်နဲ့ရွဲနဲ့အတပြားမပါကြောင်းလည်းပြောပါတယ်။ရွဲကုံတွေရဲ့ရိုးသားဖြောင့်မတ်မှုကြောင့်အဖိုးတသိန်းထက်တန်နဲ့ရွှေကွက်ကိုယူသွားပါလို့ဟုအဖွားကဆိုပါတယ်။ ရိုးသားတဲ့ရွဲကုန်တွေရလဲပါသမျရွဲအလုံးနဲ့အတပြား900ပေးပြီးတော့ဟောကတို့ကရှစ်အတပြားနဲ့ချိန်ဝင်တို့ကိုဘွားထံမှပြန်တောင်းယူပြီးတော့ထွက်ခွာခဲ့ပါတယ်။ဤပုံပြင်လေးမှာဆိုလို့ရှိရင်ရွဲကုန်တွေရဲ့ရိုးသားမှု ဖြောက်မှတ်တည်ကြည်မှုတို့ကြောင့်ရွှေခွက်ကိုပိုင်ဆိုင်ခဲ့ရခြင်းဖြစ်ပါတယ်။ကဲဆက်ပြီးတော့ကျွန်တော်ဒီသင်္ကန်းစာရဲ့အဓိကချက်ကလေးတွေကိုကြည့်လိုက်ကြရအောင်။ဖြောက်မှတ်တည်ကြည်မှုကတဲ့ရိုးသားခြင်းတက်မှတ်ခြင်း ဖြောင့်မှန်ခြင်းစတဲ့လူတဦးလိုက်နာခြင်းသုံးသင်းတဲ့အကျင့်စရိုက်ကောင်းများဖြစ်ပါတယ်စိတ်သက်ဖြောင့်မတ်တည်ကြည်စွာပြုမှုပြောဆို ကြင်ကြံနေထိုင်ခြင်းဖြင့်ဖြောင့်မတ်တည်ကြည်သူတို့ဖြစ်လာမှာပါကျောင်းတွင်ကျောင်းသားချင်းချင်းဖြစ်စေဆရာများဝန်ထမ်းများကျောင်းနှင့်ဆက်နွယ်နေတဲ့အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့်ဖြစ်စေဖြောက်မှတ်တည်ကြည်စွာဆက်ဆံရပါမယ်။ဒီနေ့အချက်ပြောပြပေးခဲ့တဲ့အကြောင်းအရာလေးကတော့အခန်း1လူမှုကျင့်ဝတ်ရဲ့သင်ခန်းစာ ဖြောက်မတ်တည်ကြည်နေထိုင်မိအကြောင်းလေးပဲဖြစ်ပါတယ်။ဒါတော့သမီးတို့လည်းဒီသင်ခန်းစာလေးကိုနားလည်သဘောပေါက်လိမ့်မယ်လို့ချေမျှော်လင့်ပါတယ်။နောက်သင်ခန်းစာမှာတခြားလို့ပြန်တွေ့ကြမယ်နော်။